မင်္ဂလာပါရှင်ရှယ်ရီလပ်ပိုင်မကနေကြိုဆိုပါရရှင်ဒီနေ့ reading လေးကတော့အပတ်စဉ်ပြုလုပ်ပေးနေကြ Sunday Love Message reading လေးဖြစ်ပါတယ်အဲ့တော့ဒီနေ့ Sunday Love reading လေးမှာတော့မွန်ကစကားလေးပဲပြောပြပေးမှာပေါ့နော်စကားလေး၃ခုပဲပြောပြပေးမှာပေါ့နော်အဲ့တော့ကိုချစ်ရတဲ့သူကအခုအချိန်ကိုကိုပြောချင်ဆုံးစကားလေး၃ခုဖြစ်ပါတယ်ဒါလေးကိုမွန်က လေ့လာပေးမှာဖြစ်ပါတယ်အဲ့တော့ group 1 group 2 group 3ဆိုပြီးတော့ပေါ့နော်ဟိုဒီ group လေးတွေပြုလုပ်ပေးထားပါတယ်ဒါလေးကတော့ group 1အတွက်ဖြစ်ပါတယ် group 1လေးတွေအတွက်ဖြစ်ပါတယ်ဒါကတော့ group 2အတွက်ဖြစ်ပါတယ်ရှင်ဒီကကလေးကတော့ group 3အတွက်ဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါ ခုပေါ့နော်ဒီ glue 1 2 3သုံးခုစလုံးမှာအခုသူတို့ရဲ့ energy လေးတွေကိုမလို့ကဒါထည့်လို့လေးနဲ့လိလာမယ်ပြီးတော့ရင်တော့သူကိုပြောချင်နေတဲ့ကိုချစ်ရတဲ့သူလေးကကိုကိုပြောချင်နေတဲ့စကားလေးသုံးခုကိုမလို့တွေလိလာကြမှာဖြစ်ပါတယ်ရှင်ဒီနေ့ video လေးကတော့ဒီနေ့ Sunday lab message လေးကတော့အာအဓိကတော့အချစ်ရဲ့ message သုံးခုပဲအဲ message တူတူလေးတွေပဲဖြစ်မယ်ပေါ့နော်အဲ့တော့ short reading လေးဖြစ်ပါမယ်ရှင်ကျေးဇူးများတင်ပါတယ်ဂရုဝင်လေးနဲ့ပြန်လာခဲ့ပါမယ်ရှင် မင်္ဂလာပါရှင် Sharing Love ပိုင်ခွန်ကနေပြန်လည်ကြိုဆိုပါရစေအခုဒီနေ့ရီတယ်လေးကတော့အဲ Sunday Love Message ရဲ့ ကိုချစ်ရသူကကိုကိုပြောချင်နေတဲ့စကားလေးသုံးခုပေါ့နော်ကိုချစ်ရတဲ့သူကကိုကိုပြောချင်နေတဲ့စကားလုံးလေးတွေပေါ့အဲ့တော့ဒါသူကတော့ပွန့်ပွန့်လင်းလင်းပဲသူကတော့ပွန့်ပွန့်လင်းလင်းပဲပေါ့ပေါ့ပါပါပဲပြောပြမဲ့သူမျိုးလေးလို့တော့မမြင်ရတယ်အဲ့တော့သူကဟန်ဆောင်ဖုံးခွေရာတွေလင်းညာရာတွေတော့ရှိမှာမဟုတ်ဘူးအဲ့တော့ဒီနေ့ပြောတဲ့စကားလေးကလည်းသူ့ရင်ထဲထဲကနေမှတကယ်ကိုပွန့်ပွန့်လင်းလင်းပေါ့နော်တကယ်ပွန့်လင်းစွာနဲ့အာပေါ်ထွက်လာတဲ့စကားလုံးမျိုးလေးတွေကိုခံစားရပါတယ် ါကြောင့်မို့လို့ group one လေးတွေကိုပေါ့နော်ကိုရဲ့ကိုချစ်ရတဲ့သူပေါ့ group one လေးတွေချစ်ရတဲ့သူက group one လေးတွေကိုအခုအချိန်မှာဒီ reading ကိုကြည့်နေတဲ့အချိန်မှာသူ့ရင်ထဲမှာအပြောချင်ဆုံးစကားလေးတွေရှိပါလိမ့်မယ်အဲ့ဒီအပြောချင်ဆုံးစကားလေးတွေကိုမို့လို့လေ့လာကြည့်ရအောင် group one လေးကို group one လေးချစ်တဲ့သူ းကိုအခုချိန်မှာပြောချင်တဲ့စကားလေးကဒီကိစ္စဝင်လေးကိုအခုချိန်မှာပြောချင်သောစကားလေးကဟုတ်ကဲ့ပါ group 1လေးချစ်တဲ့သူပေါ့နော် group 1လေးအခုဒီ reader လေးမှာ group 1ချစ်တဲ့သူကတော့အဲကိုကတော့ဒီလူဒီလူဆိုပြီးတော့ရည်ရထားရဲဆိုပေမဲ့တကယ်တမ်း group 1လေးချစ်တဲ့သူကကိုရဲ့ ဖွဲ့ကွာသွားတဲ့ ace တွေလိုမျိုးကိုငငယ်ရချစ်ခဲ့မှုတဲ့အချစ်ဥလိုမျိုးရီးစားဥလိုမျိုးအဲဒီလိုမျိုးလူမျိုးလေးတွေလို့မောကတော့ခံစားရပါတယ်အဲ့တော့ group 1လေးချစ်တဲ့သူပေါ့နော် group 1လေးကအခုဘေးနားလူလည်းဖြစ်ကျင်ဖြစ်မှာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ negative ဦးကိုယ့်ရဲ့ x ကိုအခုချိန်ကြီးမမေးနိုင်သေးဘူးတခုခုစဉ်းစားလိုက်တယ်ဆိုရင်သူ့အကြောင်းအရင်တွေးမိတယ်ပေါ့အဲ့ဒီ x ကလေးကကိုယ့်ကိုပြောချင်နေတာ နော်အဲ့တော့ group 1တော်တော်လေးချစ်ခဲ့တဲ့သူမျိုးဖြစ်လိမ့်မယ်တစ်ဖက်လူကလည်း group 1လေးနဲ့သူနဲ့ဘလောက်ပဲဝေးကွာသွားပါစေဘလောက်ပဲဝေးကွာနေပါလေစေအခုတူတူရှိရင်ပဲဖြစ်ဖြစ်ဝေးကွာနေရင်ပဲဖြစ်ဖြစ်လေသူကလေအရင်တော့ကသူမားခဲ့တဲ့အရာတွေရှိတယ်အရင်တော့ကငငယ်တော့ကအတိတ်တွေကိုပြန်ပြီးတော့သတိရနေတယ်တော့အရင်တော့ကသူမားခဲ့တဲ့အရာတွေပြီးတော့နောက်တစ်ခုကသူနဲ့ကိုယ်နဲ့ကြားတဲ့ထဲမှာအပေးယူမတည့်ခဲ့တဲ့အရာတွေ ။ तू आ ले तू ဖြစ်ချင်တာဇွတ်ကိုကလည်းကိုဖြစ်ချင်တာဇွတ်အဓိကတဲ့တမှာ तू က तू ဖြစ်ချင်တာဇွတ်လောက်ခဲ့တဲ့သူမျိုးလေးပေါ့။ဒီလိုမျိုးနေထားမျိုးလေးမှာ तू ကအရင်တော့ကဒါအရင်တော့ကငါ့ကိုချစ်လားဟေ့လို့မေးရင်ပြန်မဖြေဘူးရှေ့ချိန်ရှိမယ်။ဒါပေမဲ့ဒီအချိန်မှာလေမင်းကိုကိုတကယ်ကိုချစ်တာပါ။မင်းလိုချင်တဲ့အရာတွေ မင်းဖြစ်ခြင်းတဲ့အရာတွေမင်းဆန္ဒရှိတဲ့အရာတွေကိုတကယ်ဟုတ်ငါဖြည့်ဆည်းပေးချင်တာပါအခုချိန်မှာငါမင်းကိုအရင်လိုပြန်ပြီးတော့ပိုင်ဆိုင်ခွင့်ရှိသေးလားအရာအလုံးငါဆုံးရှုံးလိုက်ရပြီလားဒါကငါရမ်းသိချင်နေမိပါတယ်တဲ့ဒါ group one လေးချစ်တဲ့သူက group one လေးကိုအခုချိန်မှာပြောတဲ့စကားလေးဖြစ်ပါတယ်အဲ့တော့သူပြန်လဲတန်းတငယ်ဘဝလုံနေပါတယ်အခုချိန်မှာသူမားခင်ရာတွေအကုန်လုံးပြောင်းမြင်နေပါပြီ တကယ်တမ်းသူဘသူ့ကိုချစ်တယ်တကယ်တမ်းသူကိုဘယ်လောက်ထိမြေတားရှိတယ်ကိုယ့်ကို သူဘာတွေလုပ်ပေးချင်တယ်ဆိုတာအခုချိန်ကြတော့မှထင်ထင်ရှားရှားရှင်းရှင်းလင်းလင်းတက်တက်သားသားသိမြင်လာပါပြီဆိုတော့ energy message လေးကိုရရှိပါတယ်ရှင် group one လေးအစစအရာအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်ရှင် good night ပါရှင်မင်္ဂလာပါရှင် share လေးလိုက်ပါလို့ငါနေပြန်လဲကြိုဆိုပါတယ်အခုဒီနေ့ reading လေးကတော့ အာ Sunday Lab message လေးမှာပေါ့နော်ကိုချစ်တဲ့သူ group 2လေးချစ်တဲ့သူက group 2လေးကိုအခု TV တင်ကြည့်နေတဲ့အချိန်မှာပါလီတွေပြောချင်နေလဲဆိုတာလေးကိုမလို့တွေလေ့လာကြည့်အောင်နော်အဲ့တော့ group 2လေးချစ်တဲ့သူက group 2လေးကိုအခုချိန်မှာဘာတွေများပြောချင်နေမလဲ group 2ရဲ့တစ်ဖက်လူကလေနည်းနည်းလေးတော့ဆရာကြီး style လေးပေါ့တယ်ကလေးသူဖြစ်ချင်တာမရရအောင်ဖန်တီးယူမယ်သူဖြစ်ချင်တဲ့ပုံစံကိုသူမရရအောင်စူးစမ်းရတယ်အဲ့ဒီလိုလိုမျိုးလေးပေါ့နော် နည်းနည်းလေးတော့ group တွေရဲ့တစ်ဖက်လူကအုံနောက်တရောညံရောဘာတွေရောအကုန်လုံးတုံးတတ်တဲ့လူမျိုးသူ့ရဲ့နှလုံးသားရှင်းရှင်းလင်းလင်းနှလုံးသားပြီးပြီးသတ်သတ်နဲ့ information တွေကိုတိတ်ပြီးတော့မခံစားရခဲ့တဲ့ energy မျိုးရှိမယ်လို့ဝန်ခံစားရတယ်ပေါ့နော် okay group 2လေးရဲ့တစ်ဖက်လူက group 2လေးက group 2လေးဖြစ်တဲ့သူလည်းတင်းနော်ဒီဒူလေးချစ်တဲ့သူ 你对微博够精的话，你标起 이 뒤에 주제 들 ခင်အဲ့တော့ group 2လေးဖြစ်တဲ့သူလေးကလေ group 2လေးကိုလေအာဒီ energy တဲထဲမှာနှစ်ဖက်မြင်ရပါတယ်အဲနှစ်ဖက်စလုံးကိုပြောပြပါမယ် group 2လေး go group 2လေးအခုစဉ်းစားနေတယ်ငါချစ်တယ်ဆိုပြီးတော့စဉ်းစားနေတဲ့သူအဲ့ဒီလူလေးကလေ group 2လေးကိုလေတစ္ဆာဖောက်သွားတာမျိုးပေါ့နော်အဲ့တော့ကိုနဲ့အကြာကြီးတွေ့ခဲ့ပြီးခါကြတော့မှသူကနေမှာ ဟိုကိုကမချစ်တော့သလိုဘာလို့လို့နောက်တရားမြင်တာလို့လို့နောက်တရားတွေ့တာလို့လို့အဲ့ဒီလိုမျိုးလောက်သွားပြီးတော့အခုချိန်ကြတော့မှသွားပါပြီငါရွေးချယ်မှုမှားသွားပြီသွားပြီငါတော့သွားပြီဘာမှရစရာမရှိတော့ဘူးငါသူနဲ့ပတ်သက်ပြီးဘာမှရမှာမဟုတ်တော့ဘူးဆိုပြီးတော့အဲ့ဒီလိုမျိုးခံစားနေရတယ်ပေါ့နော်အဲ့တော့အခုချိန်မှာသူကိုဘာတွေပြောချင်နေလဲဆိုတော့ ငါတို့ငါဒီလိုမျိုးတွေမလုံခဲ့မိရင်တိတ်ကောင်းမှာပဲငါရွေးချယ်မှုတွေမမားခဲ့မိရင်တိတ်ကောင်းမှာပဲငါတကယ်ကိုနောင်တအရန်အကြီးကြီးရပါလေတကယ်တမ်းငါချစ်တာနင့်ပါတဲ့နော်အဲ့တော့သူအခုချိန်မှာအကြီးအကျယ်နောင်တရနေပါလေဒါကကိုကိုထားပြခဲ့ပြီးသူဟာဟိုလူလုံးလုံးဒီလူလုံးလုံးဟိုလူကိုမြင်တာလုံးလုံးဒီလူကိုကြည်တာလုံးလုံးဖြစ်ပြီးတော့ကိုနဲ့သူနဲ့ဂျာတဲ့ကမှာပြဿနာတွေတက် ဘရက်ကဖြစ်ခြင်းဖြစ်မဲ့ပြဿနာတက်ခြင်းတက်မဲ့သူနဲ့ကိုယ်နဲ့ no contact ဖြစ်ခြင်းဖြစ်မဲ့ကိုသူ့ကိုစိတ်တိစိုးခြင်းစိုးနေလိမ့်မယ်အဲ့ဒီလိုအခြေအနေမျိုးမှာတစ်ဖက်လူကငါမားလားငါတိပါပြီငါဒီလိုမျိုးတွေမဖြစ်ခဲ့ရင်ငါကောင်းမှာငါတောင်းမှန်ပါတယ်ငါရွေးချယ်မှုမှားသွားတယ်ငါနည်းနည်းငါလုံရက်တွေမှားသွားခဲ့တယ်တောင်းမှန်တယ်ငါ့ကိုပြန်လက်ခံပေးပါဒီတိုင်းငါဆက်ပြီးတော့หนีလို့အဆင်မပြေဘူးငါနည်းတော့အရန်ဖြစ်ပါတယ်ဆိုတဲ့ feeling မျိုးဖြစ်နေပါတယ်ဒါက ကိုကိုထားသွားတဲ့သူအဲ့လိုပဲ group 2ကတချို့ group 2လေးတွေရှိတယ်ကိုကထားသွားတာကိုကလေအကြအကြီးတွဲပြီးတော့မှလေအာပြောရရင်သူနဲ့ကိုနဲ့အချင်းအနေတစ်ခုအနေထားတစ်ခုရောက်ပြီးဟာကြတော့မှကိုကအာသူ့ကိုပေါ့နော်ဟိုမတွဲချင်တော့တာကိုကသူ့ကိုနည်းနည်းလေးအာစိတ်စိတ်ပြတ်သွားတာယူသွားတာပြင်းသွားတာအဲ့ဒီလိုမျိုးနဲ့ပေါ့နော်အာကိုကသူ့ကို ွားနောက်တယောက်တွေ့တွေ့တာလည်းဟုတ်ဖြစ်ချင်းဖြစ်မယ်အဲ့လိုနောက်တယောက်မတွေ့ဘဲနဲ့ကိုသူ့ပြင်းသွားအကြိုက်တွဲခဲ့ပြီးတော့ပြင်းသွားတာမျိုးပေါ့နော်အဲ့ဒီလိုမျိုးအနေရထားမျိုးနဲ့အခုချိန်မှာ no god တက်ဖြစ်နေကြတယ်ဆိုရင်တဖက်လူကလေကိုကိုလေမင်းတို့တကယ်ချစ်တာပါအဲ့လိုမျိုးတွေမလောက်ပါနဲ့သူတောင်းပန်နေရပါတော့ तू သူ့ကိုပဲမြင်ပြီးပါ သူ့ကိုပဲချစ်ပေးပါသူ့ကိုပြန်ပြီးတော့ရင်ခုန်ပေးပါငါနဲ့ကိုတကယ်ကိုမျက်နှူးပါတယ်ဆိုပြီးတော့သူကကိုကိုပြန်ပြီးတော့အာဒီရီစာစကားလေးပြန်ပြောချင်နေတယ်ပေါ့နော်အဲ့ဒီလိုမျိုးအနေထားမျိုးမှာရှိပါတယ်ရှင် အဲကျေးဇူးများကြီးတင်ပါတယ် group 2လေးတွေအစအစအဆင်ပြေပါစေလို့ဆုတောင်းပါတယ်ဒီနေ့ reading လေးကဘာလို့ပါညာလို့ပါရွေးပါမရွေးပါဒါတွေမပါပါဘူးလက်ရှိဖြစ်နေတဲ့သူ့ feeling ကိုပြောပြချင်တာဖြစ်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်အစအစအဆင်ပြေကြပါစေရှင်မင်္ဂလာပါရှင်ရှင်းလင်းလိုက်ပါမကနေပြန်လည်ကျေးဇူးပါတယ်အခုဒီနေ့ရဲ့ Sunday Love Message လေးကတော့ကိုချစ်တဲ့သူက ကိုကိုပေါ့နော် group 3လေးကိုအခုချိန်မှာဘာတွေပြောချင်နေလဲသူဘယ်လိုခံစားနေရလဲဆိုတာကိုမွန်တို့ reading တူတူလေးလေးလာကြည့်အောင်เนาะအဲ့တော့ group 3လေးရဲ့ချစ်တဲ့သူ group 3လေးကချစ်တဲ့သူက group 3လေးကိုအခုချိန်မှာမှဘာတွေများပြောရှင်းနေမလဲမလို့လေးလာကြည့်ရအောင်เนาะအခုလောလောဆယ်မှာတော့လေဟီးလင်းနဲ့လုံနေကြတဲ့သူလေးတွေလို့မမြင်ရတယ်အဲ့တော့အတိုင်းနှလုံးမရှိတဲ့သူဆိုတဲ့ပုံစံမျိုးပေါ့เนาะကိုယ့်ရဲ့အာဘယ်လိုပါမလဲ စိတ်ပင်ပန်းတာတွေလည်းမရှိချင်ဘူးလွတ်လွတ်လပ်လပ်အခုချိန်မှာချို့ရဲ့အိတ်နေကြပြီမနေ့ကမှတွေ့မလားတော့မသိဘူးဘလူ3ရွေးမဲ့သူကလေအဲ့တော့ဒီ reading ကြည့်နေတဲ့ချိန်မှာအာအိတ်အိတ်နေကြပြီပေါ့နော်အဲ့တော့ကိုယ့်ရဲ့နှလုံးသားလေးကိုအနားယူခိုင်းတာလေဟီးလင်းတွေလုပ်နေတယ်ဆိုတဲ့သမျိုးလေးတွေဖြစ်ပါတယ်ဒါပေမဲ့အရန်ပူလောင်နေတဲ့သူတွေမဟုတ်ကြဘူးဒါလေးကိုတွေ့ရတယ်โอเคဒါဆိုရင် group 3လေးပေါ့နော် group 3လေးဖြစ်တဲ့သူက group 3လေးကိုအခုချိန်မှာ မာရီမြာပြောချင်နေတယ်ဒီလိုတတိလေးစတဲ့ကဒီတတိလေးကိုအခုချိန်ပိုင်းမှာပြောချင်နေတယ်ဒီတတိလေးစတဲ့ တဲ့သူကလေ group 3လေးကိုလေ group 3ရေငါ့ကိုပဲဘလို့ကလည်းမတော်တည်တဲ့တမလေ group 3ကလေအာကို့အတွက်ကိုနည်းနည်းပို့ကြည့်တယ်ပေါ့နော်အဲ့ကို့အဆင်ပြေဘလို့ကလည်းကိုကကိုမချစ်တော့ဆိုလည်းမချစ်တော့တဲ့အတိုင်းပေါ့အဲ့အဲ့ဒီလိုမျိုးပေါ့နော်ကိုစိတ်ထဲမှာလေဒီလူကိုအစ်မပြေတော့ဘူးဆိုလေနေတော့ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့လေပေါ့နော်အဲ့တော့ group လေးကလေကိုချစ်တဲ့သူတော့ဟိုအာဘယ်လိုကောင်းမလဲအုံနောက်နဲ့စဉ်းစားရပါတော့နော်ကိုချစ်တဲ့သူတော့ဆုံခွာနိုင်တဲ့သူမျိုးဖြစ်တဲ့နဲ့ထင်ရင်ပေါ့နော်ဖြစ်တဲ့နဲ့ထင်ရင်ဆုံခွာနိုင်တဲ့သူမျိုးလို့မြင်ရပါတယ်အဲ့တော့ group 3လေးကိုတစ်ဖက်လူကလေ တကယ်တမ်းကျတော့တစ်ဖက်လူကလေအခုချိန်မှာကိုယ့်ကိုလေဟိုစိတ်ဆိုးတာလေနာကြီးတာတွေပါတယ်မရှိဘူးပေါ့နော်ပြီးတော့နောက်တစ်ခုကလက်လည်းမလျှော့ဘူးတိလားအာဒါအတူတူရှိနေတဲ့သူလေးဆိုရင်လေလေသူနဲ့ကိုယ်နဲ့ရံဖြစ်ထားလို့လေကိုကအခုသူ့ကိုစိတ်ကောက်နေတယ်ပေါ့နော်စိတ်ကောက်နေတယ်သူ့စကားပြောဘူးဆိုရင်တော့မှသူကလေအာခဏနေကြရင်ပြေးသွားမှာပါဘာညာဆိုပြီးတော့ချော့မဲ့လူမျိုးကိုရဲ့ကိုချင်ရတဲ့သူလေးရလေကိုနာမှရှိနေတဲ့သူလေးရပေါ့နော်အဲအဲ့ဒီလိုလူမျိုး ပြီးတော့သူလည်းကိုယ်နဲ့ဝေးသွားတယ်ဆိုရင်တောင်မှလေကို့အပြစ်မတင်ရက်ဖူးပေါ့နော်အဲ့ဒီလိုလူမျိုးဖြစ်နေတယ်ပေါ့ဒါလေးကိုတွေးရပါတယ်အဲ့တော့သူကလေကို့ကိုအခုချိန်မှာပြောချင်နေတဲ့စကားလေရတယ်နေကြိုက်တာလို့ပါနေအဆင်ပြေတယ်လို့နေပါငါးနေ့ကိုအရင်ဆက်သွယ်ချင်နေတယ် အဲမဆက်သွယ်ချင်ဘူးဆိုရင်လည်းငါနေအောင်စောင့်နေမယ်။ငါဘက်ကတော့အမြင်အစင်တယ်မယ်။ငါကတော့ဒီအတိုင်းပဲဒီနေရာလေးမှာပဲငင်းဆက်သွယ်မယ်ဆိုရင်ငါကအစင်တယ်မှာပဲဆိုတဲ့ပုံစံလေးကိုတွေ့ရတယ်။အဲ့တော့ငါကလေအဲနေနဲ့ပတ်သက်ရင်ငါအရှိမှ ဟိုအများကြီးစီစဉ်ထားတယ်တွေးထားတယ်ငါးနှစ်ကိုတစ်ဘဝလုံးအတွက်ရည်ရွယ်ထားတာပါဒါပေမဲ့နင်ဆိုးချင်တယ်လို့ဆိုလို့ရပါတယ်နင်စိတ်ောက်ပြေပြီဆိုရင်ငါစီကိုဆက်သွယ်ပါဆိုရင် message လေးကိုရပါတယ်ရှင်အဲ့တော့ကျေးဇူးများကြီးတင်ပါတယ် group 3လေးတွေအဆန်းဆန်းဆင်ပြေပါစေလို့စီတောင်းပေးပါတယ်ရှင်အဲ့တော့ဒီနေ့ပြည်တယ်လေးရတော့သူ့ရဲ့စကားလေးတွေကိုနားထောင်နားထောင်ဖို့အတွက်ကိုပဲတီးတန့် short reading လေးဖြစ်ပါတယ်အဲ့တော့အားမရတဲ့သူလေးတွေရှိတယ်ဆိုရင်တော့ ောင်းပန်ပါတယ်။အဲ့တော့တိတ်မကြခင်မှာလည်းထပ်ပြီးတော့ Love Reading လေးတွေပြုလုပ်ပြီးမှဖြစ်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ Good night ပါရှင်။